မင်္ဂလာပါရှင်ပထမသတင်းသဘောအနည်းနဲ့ဒီမော့ဆူအနောက်ချမ်းကိုစစ်တကဘုံ၃တင်ကျဲချခဲ့တဲ့သတင်းကိုတင်ဆက်ပေးသွားပါမယ်ရှင်။ Green Nee ပြည်နယ်ဒီမော့ဆူအနောက်ချမ်းကိုစစ်တကလေကြောင်းတိုက်ခိုက်မှု၃တိပြုလုပ်ခဲ့တယ်လို့ဒေတာခန်နီကပြောပါတယ်။ဒီမော့ဆူအနောက်ချမ်းကိုအာနာသိန်းစစ်တကည၈နာရီခွဲဝင်းကျင်မှာ2ကြိမ်၊၉နာရီ၄၉မိနစ်မှာ2ကြိမ်လေကြောင်းတိုက်ခိုက်မှုစုစုပေါင်း၃တိပြုလုပ်ခဲ့တယ်လို့ဒေတာကန်တအူကပြောပါတယ်။ ပြီးခဲ့တဲ့ဒီဇင်ဘာလ6ရက်နေ့ည10:00နာရီဝင်းကျင်အချိန်ကလည်းလွန်ကော်မြို့နယ်အရှိချမ်းမှာရှိတဲ့ပါလောင်းစစ်ရှောင်းစာတင်ကျောင်းကိုစစ်တပ်ကပုံကျဲတိုက်ခိုက်ခဲ့ပါတယ်။ Greeny ပြည်နယ်မှာစစ်တပ်ရဲ့လူအခွင့်အရေးချိုးဖောက်မှုတွေကြောင့်2025ခုနှစ်နိုဝင်ဘာလအတွင်းမှာအရက်သား16ဦးသေဆုံးခဲ့ပြီးတော့54ဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ Greeny လူအခွင့်အရေးဖွဲ့ KNHRG ကထုတ်ပြန်ထားပါတယ်ရှင်။ မင်္ဂလာပါရှင်ဒုတိယသတင်းတပုတ်အနေနဲ့ NUG အစိုးရပြင်ဆင်ဖွဲ့စည်းခဲ့တဲ့သတင်းကိုတင်ဆက်ပေးသွားပါမယ်ရှင်အမျိုးသားညီညွတ်ရေးအစိုးရ NUG အဖွဲ့ကိုပြည်ထောင်စုလွှတ်တော်ကိုစားပြုကော်မတီ CRPH ကဒီဇင်ဘာလ၈ရက်နေ့မှာပြင်ဆင်ဖွဲ့စည်းလိုက်တယ်လို့ကြေညာထားပါတယ်ရှင်ရခင်ကကျမ်းမာရေးနဲ့ပညာရေးဝန်ကြီးဒေါက်တာစောဝေစုကိုပြည်ထောင်စုဝန်ကြီးချုပ်ယုံပြည်ထောင်စုဝန်ကြီးအဖြစ်ခန့်အပ်လိုက်တယ်လို့လည်းဖော်ပြထားပါတယ် ဝင်ကြီးဌာနအလိုက်ရာထုတ်သုံးမြင့်မှုတွေအရရခင်ကပညာရေးဒုဝင်ကြီးဂျော်ထရယ်ပန်ကိုပညာရေးဝင်ကြီးဌာနပြည်တော်စုဝင်ကြီးအဖြစ်ခန့်အပ်လိုက်ပြီးတော့ရခင်ကျမ်းမာရေးဒုဝင်ကြီးတောက်တာရွှေပုံကိုကျမ်းမာရေးဝင်ကြီးဌာနပြည်တော်စုဝင်ကြီးအဖြစ်ရာထုတ်သုံးမြင့်လိုက်တယ်လို့ဖော်ပြထားပါတယ်ရှင်ဒါအပြင်ယခင်က အပြည့်ပြည့်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝင်ကြီးဌာန ဒုဝန်ကြီးဂျေပိတ်ကွမ်အောင်နဲ့ပညာရေးဒုဝန်ကြီးတောက်တာဆိုင်ခိုင်မျိုးချွန်တို့ကိုနိုင်ငံသားရေးဝန်ကြီးဌာနသုံးဝန်ကြီးများအဖြစ်ပြောင်းရွှေ့ခန့်အပ်လိုက်တယ်လို့အသိပေးထားပါတယ်ရှင် CRPHA ကျင်ညာချက်တွေအရ2020အထွေထွေရေကောက်ပွဲမှာပြည်သူဒီမိုကရေစီအာဏာကိုကျင့်သုံးပြီးတော့ Federal Democracy နဲ့အညီအစိုးရအဖွဲ့ကိုပြင်ဆင်ဖွဲ့စည်းခဲ့တာဖြစ်တယ်လို့ဆိုထားပါတယ်ရှင်။ အလိုပြင်ဆင်ဖွဲ့စည်းရမှာ NUG စိုးရအဖွဲ့မှာ နိုင်ငံတော်တမန်တော်ဦးဝင်းမြင့်နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ယာယီတမန်တော်ဒူဝါလာရှိလာပြည်တော်စုဝင်ကြီးချုပ်မန်းဝင်းခိုင်တန်းတို့ကိုလည်းရခင်ကအတိုင်ဆက်လက်တာဝန်ထမ်းဆောင်သွားမှာဖြစ်တယ်လို့ဖော်ပြထားပါတယ်။ အန်ယူဂျီအစိုးရပြင်ဆင်ဖွဲ့စည်းမှုမှာ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာနနဲ့စီးပွားရေးနဲ့ကုသန်းရဝယ်ရေးဝန်ကြီးဌာနစားရဲဝန်ကြီးဌာနအချို့ကိုချော့ချဖျက်သိမ်းလိုက်ပြီးတော့ပေါင်းစည်းခြင်းတို့ကိုလည်းပြုလုပ်ခဲ့ပါတယ်ရှင် မင်္ဂလာပါရှင်နောက်ထပ်သတင်းသဘောက်အနေနဲ့ဗန်းမောင်မြို့နယ်အတွင်းစစ်တပ်ကပုံကျဲအရက်သား2ဦးသေဆုံးပြီးတော့6ဦးဒဏ်ရာရရှိခဲ့တဲ့သတင်းကိုတင်ဆက်ပေးသွားပါမယ်ရှင်။စကိုင်းတိုင်းဗန်းမောင်မြို့နယ်အတွင်းကိုစစ်တပ်ကလေကြောင်းနဲ့ပုံကျဲတိုက်ခိုက်ခဲ့တာကြောင့်အရက်သား2ဦးသေဆုံးပြီးတော့6ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ဒေသခံကပြောပါတယ်။ ဒီဇင်ဘာလ9ရက်နေ့နေ့လယ်2နာရီဝန်းကျင်အချိန်မှာပန်းမောင်းမြို့နယ်ဆယ်ဦးနဲ့တရက်ကန်ရွာ အနီးမှာရှိတဲ့အရက်သားတွေနေထိုင်တဲ့နေရာကိုစစ်တပ်က Jet Fighter ဖြင့်၅စိန်ပစ်ခတ်တိုက်ခတ်ခဲ့ရလို့ဆိုထားပါတယ်အလိုပုံစဲတိုက်ခိုက်ခဲ့တာကြောင့်အရက်သားတအူးသေးဆုံးပြီးတော့6ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ဗမောင်မြို့နယ်ကို2025ခုနှစ်စက်တင်ဘာလပိုင်းမှာတော်လန်ရေးတပ်ဖွဲ့တွေကတင်ပိုက်ခဲ့ပြီးတော့ လက်ရှိမှာပမောင်းမြို့အပြင်ဘက်ကစစ်တပ်နဲ့ SN တို့ကစစ်ကြောင်းထိုးနေရကြောင်းနေ့စဉ်တိုက်ပွဲတွေဖြစ်ပွားလျက်ရှိရလို့စစ်ရေးတရင်အရေးများကပြောပါတယ်ရှင်မင်္ဂလာပါရှင်နောက်ဆုံးသတင်းတပုတ်အနေနဲ့ကယန်းစပင်းရဲ့ယဉ်ကျေးမှုအမှတ်တရစိတ်ကိုစီးပွားရေးတွေမှာ အသုံးမပြုဖို့တားမြစ်ထားတဲ့သတင်းကို တင်ဆက်ပေးသွားပါမယ်ရှင် ကရန်စာပေနဲ့ယဉ်ကျေးမှုအမှတ်တံဆိပ်ကိုကိုပိုင်စီးပွားရေးတွေမှာအသုံးမပြုကြဖို့တားမြစ်ထားတယ်လို့ကရန်စာပေနဲ့ယဉ်ကျေးမှုဖို့ကော်မတီကပြုလုပ်တဲ့၅ချိန်မြောက်ညီလာခံရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်ကရစပိနဲ့ယဉ်ကျေးမှုဘို့ကောမဒီရဲ့၅ချိန်မြောက်ညီလာခံကိုဒီဇင်ဘာလ9ရက်နေ့နဲ့6ရက်နေ့တို့မှာပြုလုပ်ခဲ့ပါတယ်။ညီလာခံမှာကရစပိနဲ့ယဉ်ကျေးမှုကောမဒီကကရင်အမျိုးသားတရက်လုံးရဲ့ကိုစားပြုဖြစ်သော ကရင်အမျိုးသားများအလံအသုံးပြုမှုနဲ့ထိမ့်သိမ်းရေးဆိုင်ရာစီမင်းတွေအစားကရင်စပင်းရဲ့ယဉ်ကျေးမှုအမှတ်တံဆိပ်ကိုကိုပိုင်စီးပွားရေးတွေမှာအသုံးမပြုကြဖို့နဲ့နှစ်စဉ်ကရင်စပင်းရဲ့ယဉ်ကျေးမှုလုပ်ငန်းတွေကိုဆက်လက်လှုပ်ဆောင်ရန်စတဲ့အချက်တွေကိုဆွေးနွေးခဲ့ကြပါတယ်။ညီလာခံမှာကရင်ဒေတာအတီးတီအတင်းအဖွဲတွေဒေတာကိုစလဲရီမျိုးနယ်ကိုစလဲရီအပါအဝင် စုစုပေါင်းလူဦးရေ149ဦးတက်ရောက်ခဲ့တယ်လို့ဆိုထားပါတယ်။ ။ဒါအပြင်ညီလာခံဖြစ်မြောက်ရေးအတွက် KN ဒေတာ၄ခုမှဒေတာအဆင့်အစုညီလာခံပြုလုပ်ခဲ့ပါတယ်။ဒေတာဆင့်ကော်မတီဝင်နေတဲ့ကရင်အသင်းဖွဲ့မှရွေးချယ်ထားတဲ့ကိုယ်စားလှယ်တွေအပါအဝင်ကော်မတီဟောင်းကပြန်လည်ရွေးချယ်ထားတဲ့ပုဂ္ဂိုလ်23ဦးနဲ့ကရင်စာပေနဲ့ယဉ်ကျေးမှုကော်မတီရက်ကိုဖွဲ့စည်းနိုင်ခဲ့တယ်လို့ဖော်ပြထားပါတယ်ရှင်။